လင်ကန်ရဲ့ keyboard တစ်ခုဝင်နောက်ဆုံးရေးကြည့်တဲ့နောက်ဆုံးတစ်ချက် ကတော့ hotswap ရလားမရလားမေးရမှာပါ hotswap ရတယ်ဆိုတော့ဗါလဲ hotswap မရဘူးဆိုတော့ဗါလဲရှင်းပြပါမယ် mechanical keyboard တွေကအရင်ကပြောခဲ့သလို switch တစ်ခုချင်းပေါ်မူတည်ပြီးလှုပ်လှုပ်တာအဲ့ဒီ switch တွေကိုအဖြုတ်တက်အလွယ်တကူလှုပ်လို့ရရင်ကျွန်တော်တို့ဒါ hotswap ရတယ်လို့ခေါ်တယ် hotswap မရတဲ့ mechanical keyboard တွေကတော့ကျွန်တော်တို့ဒီ switch နဲ့ circuit ပြားကို gehe ဆော်ထားတာပါအဲ့တော့ gehe ဆော်ထားတဲ့ စစ်တွေကြတော့ကျွန်တော်ကနောက်ပိုင်းပြင်ချင်တာလဲချင်တာရှိရင်တင်းရဂီဟီဆော့တက်မှာဗျာဒါလည်းမတက်ဘူးဆိုရင်မလို့ဖြစ်တော့ဘူးပေါ့နော်အဲ့လိုဖြစ်သွားတော့ပေါ့ဒါကြောင့်မို့ hotspot ရတဲ့ keyboard တွေကတော့ပို့ပြီးတော့ရေရှည်မှာဟိုက upgrade လုပ်ချင်တယ်ပြင်ချင်တယ်ပြောင်းချင်တယ်ဆိုရင်ဒါတွေကပို့ပြီးတော့အကျိုးရှိပါတယ် hotspot ရတဲ့ keyboard တွေကတော့ Lego အတုံးတွေဗျာဖြုတ်တက်လုပ်သလိုပဲဆွဲဖြုတ်လိုက်ရတဲ့ပါလာတယ်စစ်ပြောက်လာတာဖြစ်ရင်ဖြစ်စေ ်သင်ကဒီ linear red sit သုံးနေရင်လည်းမကြိုက်တော့ဘူး brown sit သုံးနေတယ်ဆိုရင်လည်း brown sit ကိုဖြုတ်ပြီးတော့ brown sit ကိုလည်းလက်တက်လိုက်ရတယ်ဒါကြောင့်မို့ host ရမရဆိုတာကကျွန်တော်တို့ဒီနောက်ပိုင်းမှာအပြောင်းလဲလုပ်ချင်တာဖြစ်ဖြစ်စေပြင်ချင်တာလဲချင်တာဖြစ်ဖြစ်စေအဲ့ဆိုရင်တော့ host ရတဲ့ keyboard ကို reach တင်တယ်သူကတော့ဈေးလည်းနည်းနည်းပုံများတက်တယ်ပေါ့ဗျာဒါပေမဲ့ feature proof တော့ဖြစ်ပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ mechanical keyboard တစ်ခုမဝယ်ခင်မှာသိရမယ့်အချက်၃ချက်ကိုကျွန်တော်ပြပြပြပါပြီအားလုံးကျေးဇူးတင်ပါတယ်